တက်မတော်အနေနဲ့အခုလိုမျိုးအပြစ်ခတ်ရဲစဲခြင်းသဘောထားထုတ်ပြန်ချက်ကိုပြည်သူတွေကအပြည့်ဝယုံကြည်ပါရှင်။ပြည်သူတွေကအပြည့်ဝယုံကြည်ပါရှင်။တော့လဲဆိုတော့အဲ့ဒီစကားကတော့သဘောကျတယ်ကွာ။အဲ့ဒီစကားကတော့သဘောကျဆုံးပဲ။ဘာဖြစ်လဲ။ဘောမတွေကအပြည့်ဝယုံကြည်ပါတယ်။ဟုတ်ပါဘူး။ပြည်သူတွေကအပြည့်ဝယုံကြည်ပါတယ်။ရဲ့ဆန်လာမာကိုကကိုထုတ်လိုက်တဲ့စာပေါ်မှာကိုပြောလိုက်တဲ့စကားပေါ်မှာဂရီတီခဲ့တဲ့သမိုင်းဆန်လာကောင်းတွေရှိခဲ့ပါတယ်ဗျ။ဟာဟာဟဲ့ဒီကောပိုတိန်နော်။ပိုတိန်နော်ဒီကောတစ်ဖက်ပိတ်တွေမဟုတ်တော့ဘူးနော်။နှစ်ဖက်ပိတ်တွေဖြစ်ကုန်ပြီနော်။ ော်လံမျိုးတွေအားလုံးပဲငလင်ဘေးဒဏ်မှာအများဆုံးကင်းဥပါစီလို့ဆိုထားတယ်ပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်နေကြိုဆိုင်ပါတယ်ဗီဒီယိုလေး Reaction မလုပ်တော့ပြီးမှာတော့ယနေ့ဧပြီလ17ရက်နေ့တောက်ကြနေ့ရဲ့ညပိုင်းနေတော့ဆုံးရရှိသတင်းချုပ်ကို ပြင်းထန်ဖော်ပြပြီးတော့ဖြစ်တဲ့မျိုးတွေအားလုံးပဲစုံတီးကြည့်ရှုပေးဖို့ဒီနေရာကနေပြီးအမှန်တောင်းဆိုလိုက်ပါရစေ။ကျွန်တော်တို့သတင်းတပုတ်အနေနဲ့ကတော့အတိုင်းမင်ငံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်မေစုတယောက်ဟာဘာလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်လှုပ်ခတ်စဉ်အတွင်းလမ်းလျှောက်နေစဉ်ဖြစ်တဲ့အတွက်ရုတ်တရက်လှုပ်ခတ်တဲ့ငလင်ရောက်ဘယ်ဘက်လက်ဖြန့်ယူကျူးသွားသဖြင့်စေဝါကုသမှုခံရတဲ့ကြောင်းသတင်းတွေထွက်ရှိလာတာကိုတွေ့ရှိရပါရစေ။ဒီသတင်းတွေအတီးပြူချင်းမပြူချင်းဆိုတာကတော့လက်ရှိချိန်မှာသတင်းမောင်ချထားတဲ့ဘလို့မှမသိရတဲ့အနေထားကိုဖြစ်ပေမဲ့လူမျိုးကြားသိရပါဖြစ်ပြီးတော့နောက်တစ်ခုကတော့မေစုကိုထားရှိတဲ့နေရာဟာ အောက်ပိုင်းမြေကြီးကျွန်းကျသွားကြောင်းလည်းသိရှိထားပါဗျ။ဒေသနဲ့ပတ်သက်ပြီးတော့လက်ရှိမှာတောင်ဝင်ရှိသူတွေတော်လိုင်းရေးဘက်ကသူတွေအနေနဲ့အထူးတလဲစုံစမ်းနေပေမဲ့လည်းစစ်ကောင်စီကတရင်မောင်ချတာဖြစ်တဲ့အတွက်အတိအကျအကြည့်လင်းမသိရှိရသေးတဲ့အနေအထားတစ်ခုတော့ဖြစ်ပါတယ်။ဒါဖြစ်အမေစုကျမ်းမာချမ်းသာပြီးခုလိုနေရာဒေသကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ပြီးပြည်သူတွေရဲ့နားကိုအမြန်ဆုံးရောက်လာပါသေးလို့ကျွန်တော်အနေနဲ့ဒီကနေပြည်သူတွေနဲ့အတူတောင်းပြတာပို့ပေးလိုက်ပါရစေ။နောက်ထပ်သတင်းတွေမှာတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ရွာငံအောင်ပိုင်းမိုင်းလန်းမှာ အမှုပြည်နယ်မြို့သားကာကွယ်တပ် DSND ကစစ်ဆေးရေးလှုပ်ဆောင်နေချိန်မှာပဲစစ်ကောင်စီဗိုလ်ကြီးတယောက်ကဖမ်းဆီးရမိပြီးတော့ပစ္စတိုတလက်နဲ့အရဲဆာတန်းတွေတင်းစီရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ရွာငံမြို့နယ်ရွာငံအောင်ပိုင်းမိုင်းလမ်းမဘေးကလမ်းကွက်တနေရာမှာဧပြီလ17ရက်နေ့က DSND ရဲဘော်တွေစစ်ဆေးရေးလှုပ်ဆောင်နေချိန်မှာအသင်္ကာတော်ကြောင့်ကားပေါ်ကနေစင်းခိုင်းရပြန်လဲဆုတ်ခွာထွက်ပြေးတော့တာကြောင့်ပြစ်ကတ်ရှင်းနေကြမှာနေရာမင်းပွဲချင်းပြီးကောင်းတဲ့ကောင်းဆက်သွားကြောင်းသိရှိရပါတယ်။ ESNDA ရဲဘော်တွေကအနောက်အတူတလက်လေပုံတလုံးနဲ့ဖုံးနဲ့ငွေသားတွေကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။တင်စီရရှိတဲ့ချက်လက်တွေကိုမြေပြင်ဆုံဆောင်ချက်ရတည်ဆုံသူဟာမျိုးစော်တန့်လို့ခေါ်တဲ့ဗိုလ်ကြီးဆင့်ရှိသူဖြစ်ပြီးရွာငံမြောက်ဖက်မြို့ထွက်ကိတ်မှာအာနာအရှိဆုံးဖြစ်သူလို့လည်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့စစ်သားစုဆောင်ရန်ဆိုကစစ်ကောင်စီဟာတကြံကာလပအဝင်၁၈နှစ်အထက်လူငယ်များဒုံလပတ်ရဟန်းခံခွင့်မပြုရန်ဘုံကြီးကျောင်းများကိုတရားပေးဆက်သွယ်လိုက်ကြောင်းသိရှိရပါတယ်။တယ်လီများရမဟာစီ မိုးကုတ်ရွာမအဆရှိတဲ့နမကြီးဖုန်ကြီးကျောင်းနိုင်များအပြင်ရက်ွက်အလိုက်ဖုန်ကြီးကျောင်းများပါလူငယ်များဒုံနပတ်ရဟန်းကံခွင့်မပြုရန်ဖိအားပေးနေတာလို့ဆိုပါတယ်မာစီမာဖုန်ကြီးဘုမေးတာအသက်မေးတယ်လူပြည့်နေတယ်ဆိုပြီးပေးမွေဘူးတကယ်ကတော့သူတို့တွေဝေမခိုင်းတာဆိုတာကိုနောက်မှသိကြရလို့ရန်ကုန်မြို့တာကိတမြို့နယ်မှာနေထိုင်တဲ့မျိုးသားတအူးကလည်းယခုတကြံကာလမှာဒုံနပတ်ရဟန်းကံခွင့်မရခဲ့အခြေအနေကိုရှင်းပြထားပါတယ် မြို့နယ်ရောက်ကများရှိဖုန်းကြီးကြောင်များတွင်လည်းလွန်ခဲ့တဲ့တလကံကလေးကရန်ကန်ရှင်ပြည်မြို့အကြောင်းအရာကိုကြိုးတင်စည်ရင်ပြည်သူမှုကိုခွင့်ပြုတော့ကြောင်းဆက်သွယ်အကြောင်းကြားလာသည်ဟုလည်းနောက်တော့ကိုမြို့နယ်မှာနေသူရဟန်းအမတအုပ်ကလည်းပြောထားပါတယ်။အားရဲ့မောင်လေးရဲ့ပြီးတော့အကိုတွေရဲ့ကိုစည်ရင်ပေးပြီးသားပါအဲ့ဒီဖုန်းကြီးကြောင်မှာပါအဲ့မဲ့အေပယ်လာဆယ်ရဲ့နေကဖုန်းကြီးကြောင့်ကတားဖြစ်သူ17နှစ်အရွယ်ကိုပဲရှင်ပြလို့ရမယ်အသက်ကျော်တဲ့အမျိုးသားတွေမရဘူးဆိုပြီးအလူဘွဲကိုဖျက်လိုက်ရပါတယ်လို့လည်း၎င်းကဆိုထားပါတယ်အသက်17နှစ်အထက်အမျိုးသားများကိုရဟန်းကံကွေမပြုတော့ဒီမှာပဲခိုးတိုင်းဖြူးမြွနဲ့တွင်လဲကန့်သက်ခံရအောင်အဆိုပါဒေသခံများကပြောထားပါတယ် နှစ်တိုင်းဝင်နေကြဆိုတော့ဒီနေ့လဲဝင်မယ်ဆိုပြီးလို့တော့အသက်၈၈နှစ်အထက်တွေဝင်မရဘူးပြောတော့မဝင်ရတော့ပါဘူးဆိုပြီးဖြတ်ပါမျိုးသားကလည်းပြောထားပါတယ်။ဆိုပါကန့်သက်ချက်ကိုစစ်ကောင်စီကတာသနာရေးဝင်ကြီးဌာနမှတဆင့်မြို့နယ်တန်ခါနာရီကထက်စင်ညွှန်ကြားခြင်းဟုအင်းစိန်မြို့နယ်ဘုံကြီးကျောင်းနယ်တခုရဲ့တောင်းနိုင်စရာတော့ဘာကလည်းမိန်ကြားထားပါတယ်။တို့အတွက်ဒီမှာ၁၀မျိုးပါတဲ့ပစ္စည်းတွေရှိတယ်။ပစ္စည်းစုံပဲ။တော့ဒါမြောင်မြတ်ရွာတကုံးမြို့နယ်အဲ့တော့တယောက်ချင်းကိုကျွန်တော်မပေးဘူး။ ချီကိုကျွန်တော်မပေးဘူး။ကဲ၊ရောက်ချင်းကသူမပေးဘူးတဲ့ခင်ဗျားတို့လည်းမယူနေတဲ့တပုံလေးရိုက်ပြီးကျွန်တော်တို့ကပြန်။ပြည့်ကျက်ယူလိုက်တော့။ဟွန်း။အပုံလိုက်ကြီးထားခဲ့ပြီ။အဲ့လိုမျိုးကြီးပေးနေတာကသူရှင်းသူရှင်းမှာအချိန်ကုန်တယ်။ဟွန်း။အဲ့ဒါကြီးကိုဗီဒီယိုနဲ့ဓာတ်ပုံနဲ့ရိုက်ပြီးတော့သတင်းစာနဲ့ထည့်ပါအချိန်ကုန်တယ်။အဲ။ကျွန်တော်တို့လည်းအလုပ်တွေအများကြီးလုပ်အောင်ပါ။ခင်ဗျားတို့လည်းမအားဘူး။ကျွန်တော်လည်းမအားဘူးအကုန်လုံးဒုက္ခရောက်နေကြတာ။ အဲ့တော့အရာကြီးကိုဒီလိုကြီးဒီလိုကြီးပေးပြီးတော့အချိန်နဲ့အကြာကြီးကုန်တာကိုမလို့ချင်ဘူးဒီအပုံကြီးကိုခင်ဗျားတို့ယူလိုက်ကြတော့ဟဲ့ဗနေရောက်တော့40 40ရောက်ဆိုဒီမှာ42ပုံထဲမှာပစ္စည်း10မျိုးပါတယ်တောင်ချင်တောင်ခေါင်းခေါင်းဆိုတာအကောင်းသားနော်ဟွန်းကိုလိုက်တာနဲ့ဖောင်းလာတဲ့ဟာမျိုးနော်ခြေတော်ဆိုရင်ဒီသားသူအိတ်တဲ့နှမိုးခွဲအဲဒါမျိုးပဲနော်အဲ့ဒါလေးတွေအကုန်လုံးမှာတိတ္တာလေးကတော့ခါလို့ရတယ်နော် ေးအဲ့ဒါလေးနဲ့ကိုလို့ယူလိုက်ကြတော့အလုံးသဘောပေါက်လားဘုရားတို့ပြောချင်တာကကလင်းဘိတော့တင်သွားပြီ အားမငယ်နဲ့အားလုံး fighting ကမ္မောဒါပါထာတော်ကြီးကောင်းမှုပါလာပါပြီကျွန်တော်များရောဝဝခွေပါလက်ကမလီလာပါပြီကျွန်တော်များရောဝဝခွေပါလက်ကမလကအပါထာလို့ ။အားပါ။မင်္ဂလာပါမင်္ဂလာပါ။ကျမောင်းနိုင်ငံမှာမတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့သဘောပေးတမ်းဆိုရင်နောက်ဆက်တွဲအနေနဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲလေးတွေလည်းဖြစ်ပေါ်ခဲ့ပါရပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မေးခွန်းလေးမေးခွန်းပြုပါရှင်။ပြေပါခင်ဗျာမေးပါ။ဧပြီလနေ့ရက်ဆိုရင်တီတောင်စုသမရမြန်မာနိုင်ငံတော်အစိုးရတက်မတော်ကားကွဲဦးစီးချုပ်ရုံးကအပြစ်ခတ်ရဲစဲရေးအတွက်ကိုပေါ်လာထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်ဗျဒီပေါ်မှာအဖအနေနဲ့ဘယ်လိုမျိုးမှတ်ချက်ပြုလိုပါသလဲရှင်တက်မတော်ကားကွဲဦးစီးချုပ်ရုံးကဧပြီလနေ့ရက်နေ့ရက်ညဆွဲနဲ့ထုတ်ပြန်ချက်တခုထုတ်တာကျွန်တော်လည်းဖတ်ရတယ်နိအဲ့ဒီမှာတော့မဝေးလာတဲ့အတိတ်သမိုင်းကြောင်းတွေကိုလည်းထည့်ပြောထားတာရှိတယ် ကျွန်တော်မှတ်မိသလောက်တော့ကျွန်တော်နိုင်ငံမှာဒီ2018ဒီဇင်ဘာ21ရက်နေ့ကနေပြီးတော့2023ဒီဇင်ဘာ30ရက်နေ့ထိဆိုတော့ငါးနှစ်တာပေါ့ငါးနှစ်တာကာလအတွင်းမှာဒီအဖြစ်ကကြဆဲရေးအတွက်ထုတ်ပြန်တဲ့22ကလုပ်ခဲ့မှုလေနောက်လက်ရှိလက်စကားဆိုတာတက်တဲ့2024စက်တင်ဘာ26ပေါ့စက်တင်ဘာ26မှာဒီပြဿနာခင်ဗျားတို့ပြောသလိုနိုင်ငံရေးပြဿနာဆိုရင်နိုင်ငံရေးနည်းလမ်းဖြည့်ရှင်းဖို့ဖိတ်ခေါ်တယ်လို့နိုင်ငံတော်ဆိုတာဒီအထက်မှာဖော်ပြထားတာရှိတန်နောက်ကြောင်းလေးပေါ့နော်အဲ့တော့ခဏအားလုံးသိတဲ့အတိုင်းပဲလေကျွန်တော်တို့ဒီမလ28ရက်နေ့ အနှစ်လဲဆက်နာရီ52မိနစ်20ကစားပြီးတော့အင်ပလန်ပြင်ထန်တဲ့ငလင်တာဒီမှာခါရတယ်။ဆိုတော့အတန်နဲ့ဆုံးဖြတ်တာတွေရှိတယ်။ဒီကိတာရရရှိတယ်။လူနေအဆောက်အုံတွေเนาะကျွန်တော်တိုက်ပြင် infrastructure တော်တော်များများဆုံးဖြတ်တာရှိတယ်။အဲ့တော့ဒီနေရာမှာအားလုံးကဟိုအတိတ်တော့ပါရောက်ကြတော့ပါဗျာ။နိုင်ငံတော်ကဥဆောင်ပြီးတော့ဒီပြန်လဲကဲစိဆောက်ပြီးဒီမှာနေဆောက်နေရတော့ဒီလိုအခြေအနေမျိုးမှာနိုင်ငံတော်ကဒီလိုအမိန်မျိုးကိုထုတ်တယ်ဆိုတာဒါအချိန်ကိုက်ဆောက်ရတဲ့ဟာတွေဖြစ်တယ်။ဒါကိုကျွန်တော်နံပါတ်၁ပြောနေတာကျွန်တော်တို့ကြိုးစားတယ်။ဒီဘက်မှာအလေးနဲ့တိုက်ပြီးကြိုးစားတယ်။ ော့ကျွန်တော်ကဘာကြောင့်ကြိုးစားရလဲဆိုတော့သူတို့အဖနဲ့သူတို့ကတော့ဟုတ်နေတာပဲသူတို့ကလည်းထုတ်ကျင်တာတွေထုတ်သူတို့ကလည်းကြိုးသူကျင်သူတွေကြိုးသူနေကြတာပဲဒီလိုအခြေအနေမျိုးမှာလူတွေကတိတိကျကျရောက်တယ်ခုဒီနောက်ပိုင်းမှာကျွန်တော်တွေ့တဲ့ဖြစ်စဉ်တွေကတော်တော်များများရှိတယ်ဆိုတော့တစ်ဖက်ကအကြမ်းဖက်တောင်းကြမ်းသူတွေဒါကိုကျွန်တော်တို့အခွင့်အလမ်းတစ်ခုနဲ့ယူပြီးတော့ဆက်ပြီးတော့လုပ်နိုင်မှာဆိုရင်လူတို့ကနင့်နာပြီးနင့်နာရဖြစ်နေမှာပေါ့နော်ဒါအောင်လို့ဒီဥစ္စာကြီးအချိန်တိုင်းထုတ်ပြန်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဒါကိုကျွန်တော်ထောက်ခံတယ်ဒါလေးကို ဟိုပဏာမှာပြောနေပါလေကြာဆက်လက်မေးနေတာပါတက်မတော်အနေနဲ့အခုလိုမျိုးအပြက်ခတ်ရဲစဲခြင်းသဘောထားထုတ်ပြန်ချက်ကိုပြည်သူတွေအပြည့်အဝယုံကြည်ပါရှင်ဘာကြောင့်လဲဆိုတော့အဲ့ဒီစကားကတော့တော်တော်သဘောကျတယ်ကွာအဲ့ဒီစကားကတော့သဘောကျတော့မယ်ဘာဖြစ်လဲဘောမတွေကအပြည့်အဝယုံကြည်ပါတယ်ဟုတ်ပါဘူးပြည်သူတွေကအပြည့်အဝယုံကြည်ပါတယ် ဘောမာဒီပါစကပြည်သူတွေပြည်သူတွေထွက်တာပြည်သူတွေတို့လည်းရင်းနှီးတဲ့တော်တော်ကောင်းတဲ့နေသားတခုပါပြီဒီလိုပဲဒီရပိုင်းမှာပေါ့နော်29ရက်နေ့ရဆိုရင်မြန်မာနိုင်ငံမှာအကြမ်းဖက်လှုပ်ရှားမှုတွေကိုဦးဆောင်ပြီးပြုလုပ်နေတဲ့ NUG အဖွဲ့အစည်းတွေနဲ့တိုက်ခိုက်မှုတွေကိုရက်စဲထားပါမယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့ပါရရှင်ဒါမှ29ရက်နေ့မှာထုတ်ပြန်ထုတ်ခဲ့တာဖြစ်ပါတယ်ဒါပြင်ညီနောင်၃ပုံလို့ခေါ်တဲ့ AA အကြမ်းဖက်အဖွဲ့ MND အဖွဲ့နဲ့ DNL အဖွဲ့အစည်းတွေနဲ့ဧပြီလ1ရက်နေ့မှာတိုက်ပွဲတွေကိုခိတခဏရှက်ထားမယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်ရှင်တို့တမတော်ဟာဂရီကြည့်တယ်ထုတ်ထားတဲ့စီကံတွေကိုလိုက်နာတယ်လို့ပြောလိုက်တဲ့အခါမှာခင်ကြီးရဲ့စိတ်ထဲမှာတော့တွေးမိမှာပါ update မလို့ဆိုစဉ်းစားကြည့်ပါဗျာဒီထုတ်ပြန်ချက်တွေပေါ်မှာရောတို့အနေနဲ့ဂတိတည်မှုရှိနိုင်သလားဆိုတာလေးကိုလည်းသုံးသပ်ပေးပြပါအောင်ပါအဲ့တော့တို့ခက်တာပါဗျာနော်အဲ့တော့ကြံပြတော့မှန်တယ်ဒီလာတော့ခက်တာပေါ့လေငါတို့တော့ဂတိမတရားသူတို့ဟောဂတိတီမလားတဲ့ကျူသိနေခင်ရငါတို့ကသွားစမတော့ဟိုကပြန်လုပ်မှာပေါ့ဟာတယ်ဆိုပြီးတော့သွားပြီးတော့စမီလို့အခုဆိုနှစ်နှစ်မျိုးပါသွားပြီဗျာအာအဲဒီမလား20ကွယ်နေရ NUG ကရပောင်း20လားမသိဘူးတိတ်တိတ်ကြအောင်နော်ဒီအပြစ်ကတက်ခဲတက်ခဲမှုရဆဲမယ်လို့သူကကြေညာတယ် ကျညာပြီးတော့ပဲနောက်တာဧပြီလ၁ရက်နေ့မှာကျွန်တော်မှတ်မိတာဒီပသိမ်မုံရွာကားလာမှာရှိတဲ့ဆလင်းပေါ့အဲ့ဒီမှာရှိတဲ့ကျွန်တော်လူမျိုးစကောက်ကိုအင်အားနဲ့ဝင်တိုက်တာလေးဖြစ်တယ်ဒါတစ်ချက်နောက်ခုဧပြီလ၁ရက်နေ့ရက်စွဲနဲ့နောက်ပိုင်းသုံးဘုရနေပြီးတော့ဧပြီလ၁ရက်နေ့ကနေစပြီးတော့တလတာအပြစ်ကတက်ကပ်မှုရက်စမ်းမယ်လို့ကျညာတယ်အဲ့ဒီနောက်ပိုင်းမှာသူကဖြစ်စင်နေရဖြစ်နေသေးတယ်နောက်ဆိုပါစို့ဒီဧပြီလ၂ရက်နေ့ကကျွန်တော်တို့ဒီတောင်ကုန်းနဲ့အုတ်ရှိပင်အန်းကြားထဲမှာရှိတဲ့ကျွန်တော်တို့ညောင်တုံးစကားအဲဒီစကောက်ကိုအင်အား900နဲ့အေနဲ့ပီတီအပေါင်းပြီးတော့ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နွှဲခဲ့တာပြန်တဲ့ခါတော့တိတိကျ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 နနာအချိန်လေးရဖို့တုံတုံတက်ပြီးတော့ထုတ်ပြန်တာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့ယုံကြည်အားထားစရာဖြစ်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်ဒါကိုကျွန်တော်တို့ကထောက်ခံပါတယ်လို့ဒီလိုပြောချင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဗာနောက်ထပ်မိန့်ကုန်းလေးတစ်ခုပေးပြရစီရှင်အခုလိုမျိုးငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လမ်းနက်ကိုင်ဖွဲ့စည်းတွေရရောမြမတက်မြောရောပြစ်ခတ်ရဲဆဲတဲ့ထုတ်ပြန်ချက်လေးတွေထုတ်ကြတဲ့အခါမှာဒီလိုမျိုးထုတ်ပြန်ချက်တွေထုတ်တာကနေတဆင့်ထားရငြိမ်းချမ်းရေးအတွက်ကောဘယ်လိုမျိုးပြောင်းလဲမှုတွေဖြစ်လာနိုင်လဲဆိုတာလေးကိုသုံးသပ်ချက်လေးနေနဲ့ပြောပြပေးပါအောင်ရှင်ကဘာမှာ ။အဲထာဝရညဉ့်ဉဏ်ကြီးလိုချင်တော့နေလို့မရှိမှဖြစ်မယ်။အခက်အခဲအခြေအနေကနေပြီးတော့ထာဝရညဉ့်ဉဏ်ကြီးရသွားတယ်ပြုတ်စရာတခြားနိုင်ငံရဲ့ model တွေရှိတယ်ဗျ။ဟိုထင်းထင်းရှားရှားဆိုလို့အင်ဒိုနီးရှားရဲ့အာချင်း model ပေါ့။အာချင်း peace process ဆိုတာဒါအင်ဒိုနီးရှားကတော့ပြည်သူတွေကိုအနိုင်ပေးလိုက်ပြီးတော့ကောင်းဝန်ဆောင်လုပ်သွားခဲ့တဲ့အတွက်လူမျိုးနေထားလွတ်မြောက်သွားခဲ့ပါတယ်။မင်းအောင်နိုင်ကတော့ပြည်သူတွေကိုအနိုင်ပေးလို့လည်းမရပါဘူး။ဘာလို့ဆိုတော့သူတော်မနိုင်နိုင်အောင်လုပ်နေရတာဟုတ်။နာမကြီးပဲ။အဲ့ဒီမှာအခုလို့ပြိပကကနေပြီးတော့ထာဝရညဉ့်ဉဏ်ကြီးရသွားတာဟာမျိုးရှိတယ်ပေါ့လေ။ကျွန်တော်မှတ်မိတော့ပြောလို့ရှိရင်အင်ဒိုနီးရှားမှာ ဒီတို့ GM ခေါ်တာပေါ့နော် Freedom Aceh Movement အဖွဲ့အစည်းတို့ Indonesia လို့တော့ဘယ်လိုခေါ်လဲဆိုတော့အဲ Garkan Aceh အဲ Mataka တို့ခေါ်တာပေါ့နော်အဲ့ဒီဖွဲ့အစည်းပေါ့အဲ့ဒီဖွဲ့အစည်းက1986လောက်မှာတို့ Aceh ဟို Indonesia နေခွဲထွေလှုပ်ရှားမှုတွေလုပ်တယ်နော်ဒီလှုပ်ရှားမှုတွေတို့ဟိုတပ်မတော်နဲ့တို့ Indonesia Indonesia တပ်မတော်တိုက်ခိုက်နေနှစ်ပေါင်း30လောက်ကြာသွားပြီဘယ်လိုမှသူစိတ်ဆန်ကြီးနေလို့မရအောင်အဲ့ဒီအခြေအနေမျိုးမှာ2004ခုနှစ်ဒီဇင်ဘာ26ရက်ငလင်လှုပ်ရင်းနဲ့နောက်ဆုံးတဲ့ဆူနာမီ effect ဝင်လာတယ် အဲ့ငလျင်လုံးလုံးကသူက9.1 magnitude ဆိုတော့တော်ပြင်းတာလေကျွန်တော်တို့ quantum mechanics နဲ့စဉ်းစားကြည့်ပေါ့ဆိုတော့ archetype တက္ကသိုလ်ကပြပြပေါ်တော်တဲ့ဘောရှိတယ်အဲ့ဒီမှာကျွန်တော်တို့ innocia တက်မှာရော archetype ပြည်သူတွေရောဒီ GM ဒီ archetype လွမြော်ရေးလှုပ်ရှားမှုဖွဲ့တွေရောအားလုံးဒုက္ခရောက်ကြတယ်အဲ့ချိန်မှာသူတို့ဂျာဝင်စဉ်းစားမှုတွေနဲ့တက္ကသိုလ်ဆေးကိုစတင်စူးစမ်းခဲ့ကြတာပေါ့နော်အဲ့တော့ဒီလိုဂျာဝင်စဉ်းစားစူးစမ်းမှုတွေနဲ့2005ခုနှစ်ဩဂုတ်လ15ရက်နေ့မှာ indonesia တက်မှာရောနဲ့တက္ကသိုလ်မှာ GM အဖွဲ့နဲ့နှစ်ဖက်တက္ကသိုလ်ဆေးစလိုက်နေတယ်ပေါ့ အဲ့ဒီရတဲ့ဆင်ဆွေးနွေးဆွေးနွေးဆွေးနွေးနောက်ဆုံးမှာကျွန်တော်တို့ထောက်လာညီညာရေးဖြစ်သွားတယ်အဲ့တော့ဒီနှစ်ပတ်ညီနိုင်ဆွေးနွေးပဲချက်တည်းမှာတဘောတူမြန်မာဘာလို့ပါလဲဆိုတော့ကျွန်တော်တို့ဒီ GM လူမျိုးရေးလူချောင်းမှုဖွဲ့စည်းတွေဟာအလုံးလက်နဲ့ဆွတ်လိုက်တယ်အလုံးကနိုင်ငံရေးလောကတွေကိုဝင်လာကြတယ်ပြီးတော့အတောင်2006ခုနှစ်မှာပဲလွတ်လာပြီးတရားမျှတဲ့ရွေးကောက်ပွဲကိုဒီအာချစ်တာမှာလုပ်နိုင်ခဲ့တယ်ဒါကျွေးဝူရေးပါပဲဗျာနော်ဒီကနေ့တဆင့်အလုံးဒီဒီဒီအလုံးအစီအပြေချုံးမသွားတဲ့ဘောဖြစ်တာပေါ့ဒါကြောင့်မလို့ ပြောငင်းငယ်လောက်တဲ့ဖွဲ့စည်းတွေနေနေရတယ်ဒီကျွန်တော်နိုင်ငံကိုယ်တိုင်မဟုတ်လေဒီအာချစ်ဖြစ်စင်တော့လို့တွားပြီးတက်လိုက်ပြီးပါရဲ့အဲတွားခဲ့ကြဘူးတဲ့တော့အာချစ် please process ဒီအိမ်လာနာမကြီးတယ်အဲ့တော့ဒီလိုပြပခါမှာတဆင့်ထောက်လာငင်းငယ်ကိုကူးပြောင်းနိုင်တဲ့တာရကတွေရှိခဲ့ဘူးတဲ့နည်းနည်းလေးတော့သဘောတဝါကွာတာရှိတာပေါ့တိုးတော့ပါဝါတာပေါ့ဟာအခုကမင်းတို့ကနေပြီးတော့ပြသူတင်မြောက်တက်တဲ့အစိုးရကိုဖြုတ်ချပြီးတော့မင်းတို့ကမတရားခုံမောတက်ပြီးလူနေတဲ့ကောင်တွေဟာယူဘယ်ဖြစ်ဖြစ်ကျွန်တော်နိုင်ငံမှာလည်းအခုလိုဟာလာငလင်တန်းခန်းစားတဲ့အခြေအနေမှာနိုင်ငံတော်ကအခုလိုတပတ်တပတ်ပြက်ကကြီးကြဆဲ22ရက် ကြီးညာခဲ့တာရှိတယ်။ဒါကနေပြီးတော့ထာဝရကြီးညာရေးကူပြောင်းသွားနိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်ဗျာ။မင်းတို့တွေဘောကကူပြောင်းသွားရင်တော့ထာဝရညဉ့်ညံ့ရေးလေပြည်သူတွေရောအားလုံးကူပြောင်းနိုင်မှာကတော့အသေးချာပါပဲ။ဗျာကအကျက်စစ်တီအပွင့်အခက်အမ်တိုင်းမှုသူမတို့ကြီးမပြောင်းမှုအဲရှိကြတာပဲ။အဓိကတော့ကိုကိုရန်လက်ပြလုံဖို့လိုတယ်။အခုကျွန်တော်ပြောနေတာအဲ့ဒါနေမဟုတ်ဘူး။ကျွန်တော်ခေါ်ခဲ့တယ်။ပြည်သူတို့မိသားစုတွေနော်အခုတရားဥပဒေလာလူကြတယ်။လူရမယ်။လူကိုလူရမယ်။ဝမ်းတာတယ်။អော်ရတာတန်းတယ်။ဘာဖြစ်လို့လဲ။ ဒီပြည်သူ့နဲ့အိမ်သာကျော်စင်းနဲ့သူတမီးနဲ့လာလိုက်တဲ့ဥစ္စာကလူမှု social network မှာ public area မှာပြန့်သွားတယ်။ဒါနဲ့အဲဘောင်းကြီးကတော့မသိရင် तू អော်လို့ပဲလာတဲ့ပုံနဲ့အဲ့ဒီတို့ရဲ့အလူလူတဲ့အလူဒီနဲ့တို့ရဲ့တော့တို့ရဲ့မျက်နှာတွေရုပ်ပိုင်းဆိုင်ရာတွေတို့ဆောင်နေပေါ့အဲ့ဥစ္စာတွေကပြည်သူလူဂျားမှာသွားရောက်ပြီးတော့မှဒီငလင်းတံပေးတဲ့ပြည်သူလူတွေပေါ်မှာပါဝင်ပူပေါင်းလိုက်တဲ့အတွက်ခဏတပုတ်စိတ်ချမ်းသာတာတာသွားရတာလေကျွန်တော်တို့မြန်မာနိုင်ငံဒီမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားနော်ဒါကပြည်သူနဲ့အိမ်သာကျော်စင်းနဲ့သူ့တမီးနဲ့ကျွန်တော်ကတဲ့ပဲကျွန်တော်ကတွေ့ရင်မျက်နှာတွေလူနဲ့တွေ့မယ်ကောဒါနဲ့အခုလိုလုပ်ရမျိုးတွေကြတော့ ပြည်သူတို့အိမ်သားကျော်သူတို့သူတို့သမီးလာတာကပြည်သူတွေခဏတာပဲပြောရတာမင်းတို့မင်းတို့ဘာလို့မရှိတော့ရင်ပြည်သူတွေတစ်သလုံးပြောရမှာတော့အသေးချာပဲပေါ်ဟင်။ဟိုတိုင်းပြည်ကိုလက်တော့တောင်းပြီးစီရီယံဆိုပြီးတော့ဖျက်ခဲ့ဘူးတဲ့။အခုနိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာအဲသူတို့ထွက်လာပြီးခဲ့ဘူးတဲ့ကုညီခဲ့တယ်။အဲဒါဒါတခုအခန်းကဏ္ဍတခုနောက်တစ်ခုကမက်ကင်နင်းဝေမက်ကင်နင်းဝေလို့အမျိုးသမီးရဲ့ခမိန်ကိုရှော်ရရင်တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်ဆိုတာလဲ ါတနိုင်ငံလုံးသိတယ်တိုင်းပြည်လုံးသိတယ်ကျွန်တော်ဘာလုပ်နေဆိုတော့သိတယ်ကျွန်တော်နိုင်ငံရဲ့လူမျိုးဘယ်လောက်ချက်တက်မလာကျွန်တော်လိုလူမျိုးကမက်ခိုင်နင်းဝေရဲ့ဒမိန်ကိုပပလီအရီမှာလူသိရှင်ကြပြောလိုက်မယ်ရှော်ရရင်တော့မှကျွန်တော်ကုန်ယူတယ်အေးဘောရှော်မရအောင်ဘောဘာလို့ဆိုဟိုကစစ်ကားတွေရိုက်ပေးနေတာယူမင်းတို့ကိုအဲခိုင်နင်းဝေဆိုတာတော့အားလုံးသိတဲ့အတိုင်းပါပဲလက်ရှိလူမှုကွန်ရက်ဆာမျက်နာမှာအုပ်ကြီးတွေပေးတဲ့စည်ရင်တိုင်းလူလို့ဆိုပြီးတော့ပြည်သူတွေရဲ့ဝေဖန်မှုကိုခံရတဲ့သူတယောက်လည်းဖြစ်ပါတယ် အဲ့မှာတော့အဓိကပြသွားတဲ့ပြဿနာကတော့အဲ့ယူမှာရှိတဲ့သူကိုယ်တိုင်ကနေသူတို့မရပါဘူးသူတို့တွေအိမ်အောင်ဇာတ်တွေရှိရတဲ့အဲ့ဒါနဲ့သူတို့တွေတတိဒုက္ခရောက်နေရတဲ့အဲ့ဒါနဲ့သူတို့မရပါဘူးအုတ်ချုပ်ရည်မှုတွေကပေးတဲ့အတိုင်းပဲအုတ်ချုပ်ရည်မှုတွေကသူတို့မျိုးတွေကိုနှစ်ခါပြန်ပြီးတော့ပေးထားတယ်ဆိုတဲ့အကြောင်းတွေပေါ်လာတာဆက်ပြီးတော့ခုလိုမျိုးပြဿနာတက်သွားတယ်ဖြစ်ပါတယ်ဟိုရေခဲကြောင်းကြီးလေးတို့အပိဇွဲထက်ကျွန်တော်ဇွဲထက်လည်းရင်တော့ပြောခဲ့တာပဲအာဇွဲထက်ကဘယ်လိုလုပ်ပါလဲပါကျွန်တော်ပြောတယ်ဒါပေမဲ့နိုင်ငံနဲ့နိုင်ပြည်နဲ့လူမျိုးတွေဖြစ်နေတဲ့အချိန်မှာအားလုံးက ကိုတက်ဆွမ်းသမျှနဲ့တယောက်လက်ကိုတယောက်ဆွဲတယောက်လက်ကိုတယောက်တွဲပြီးတော့မှကူညီနေတဲ့အချိန်မှာမိသင်ပြည်သူတွေကိုလူနေရာလဲကောင်းပါတယ်တကယ်စည်ရင်မှန်ရင်တော့စီပီးချောင်ပြည်သူတွေကိုပါလူသိနေတယ်လို့ဒီနေရာကနေပြီးတော့ထပ်မံအကြံပေးလိုက်ပါတယ်ဘာလို့လဲကျွန်တော်တို့နိုင်ငံမှာတော့ရေဘေးငလင်ဘေးဖေးဘေးတွေရဲ့တန်ပြည်သူတွေကလူလိန်ခံစားနေရတော့အလုပ်ကြီးမှဖြစ်ပါတယ်ခုလိုရေဘေးကြတဲ့အခါမှာလဲဘေကိုထွက်လာပြီးတော့လူတန်းကြတာလဲဘန်းတရာကြီးနူးစီရတော့ကောင်းပါတယ်ဘလိုပဲငလင်ဘေးမှာလဲ ဦးရန်နေတဲ့သူတွေကလည်းရွာပြဖလာကြပါတယ်။ပြီးတော့ပြဿနာပေါင်းမျိုးစုံနဲ့ဝေဖန်မှုပေါင်းမျိုးစုံနဲ့ဖြစ်နေတာအားလုံးသိမှာဖြစ်ပါတယ်။မန်တာဒီတို့ကျွန်တော်အနေနဲ့ဝေဖန်တော့မှာမဟုတ်ဖ ೇನೆ သူပြောချင်တာတစ်ခုကတော့ကျွန်တော်တို့တွေလူထဲနဲ့အခါမှာတဦးနဲ့တဦး privacy only ပါတင်ပါတယ်။လူထဲနဲ့ဗီဒီယိုတွေမှာလူခံနေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့ညံ့တာတွေကိုပေါ်ပြပြီးတော့ကိုယ့်ရဲ့နေရာတနေရာရဖို့ကိုယ့်ရဲ့နာမည်ကြီးဖို့တစ်ခုပဲ။ နောက်ွယ်ကနေပြီးတော့နေထားတဲ့လုပ်နေတာတွေပြရများနေတယ်အလုံးသိမှာဖြစ်ပါတယ်ဒါပြည့်သူကန်းအခုလိုဘုခါရောက်နေတဲ့လူတွေထဲမှာဒီကုမအကြီးကြီးချမ်းသာတဲ့သူတွေပါပါတယ်အချင်းမိနစ်ပိုင်းတွေမှာပဲຢာအလုံးဆုံးရှုံးသွားပြင်မယ်လေသူရဲ့စိတ်ထဲမှာရှိတဲ့ခံစားချက်ကတော့သားသူတွေနဲ့ဆိုင်တော့ပွားပါတယ်ဘာတွေကိုကိုဘက်ကနေပြီးတော့လူတန်းကျင်တဲ့ခါမှာဒီချာလေးကြည်ပြီးတော့လူတန်းတင်ပါတယ်သူရဲ့မျက်နှာတွေကိုပေါ်ပြနေပါဘူးဘာတွေကိုဖုံးကွယ်ပြီးတော့သူရဲ့ဗီဒီယိုဒီမှာလဲတင်နေတယ်လို့ဒီနေရာကနေပြန်ကြည့်လိုက်ပါတယ် ဒါတိကတော့သူ့ရဲ့ဘဝမှာအထင်မှားတဲ့အရာတွေဖြစ်သွားခဲ့တဲ့အခါမှာအထင်မှားတဲ့အနေထားကိုရောက်သွားပြန်မယ်လေ။အအောင်ဆုံးသူပြန်ပြီးတော့ကျေးဇူးတင်ကြပြောထားတဲ့ပြီးတို့ဖြစ်တဲ့အတွက်ကျန်နေမြောက်ဖို့ပြီးလက်ရှိဖြစ်ပါတယ်။ဘဝမှာသူများဝေတဲ့ဓမင်းလေးဓမင်းတုပ်ကလေးစားရမယ်လို့တော့ထင်မှားခဲ့ဘူးပေါ့ဗျာ။ဒါပေမဲ့ကာလဒေတာအရာစားရမှာပဲနော်။ကျွန်တော်တို့ကဒါတစ်ဆင့်တစ်ဆင့်ရောက်လာတဲ့ဓမင်းဘူးလေးပေါ့ဗျာ။အလူရှင်မိသားစုလည်းကျမ်းမာချမ်းသာပါစေ။ဘသူရဲ့ဓမင်းတုပ်ကလေးတော့မသိဘူးနော်။ ဘလူလေးပြပြစုံစုံပါလေဆိုဒီမှာတရက်ချင်းတုတ်လေးပါတယ်ဒီဝဲဆန်လေးပါတယ်နော်ဇွန်လေးရောပါတယ်ဗျာငါပါလေတမီးချက်ဦးနဲ့ချက်သားလေးဟောက်ကြည့်အောင်ပါလေတော့ဟိုးချက်သားရေချက်သားတလုံးပါမယ်ဗျာကျုပ်တစ်ချမ်းပါမယ်ဗျာ ဒီထဲမှာအလူရှင်မိသားစုပါခဲ့တယ်ဆိုလဲကျွန်တော်ကောင်းကောင်းမွန်မွန်စားပါမယ်တော်တော်ကိုအဖိုးတန်ပါတယ်ဗျာကျွန်တော်တို့ကမီးမမွေရဲသေးဘူးအချိန်မှာမီးရလည်းမလာသေးဘူးကျွန်တော်တို့ရက်ွက်တင်မှာမလာသေးဘူးသူ့ရက်ွက်တွေလာပြီဆိုတော့ဒါဒီသမီးတမူကတော်တော်ကိုအဖိုးတန်ပါတယ်ရှင်စားမယ်နော်အိုက်စားစားနဲ့တနေကုန်လဲအေးညအိတ်တာရှေ့ရရှိသွားပြီရှေ့ရတုန်းအဲ့မှာအဲ့ကျန်းကင်းမှာခဲအဝါဝါမှာနေကြီးပေါ်မှာခဲအိရတော့ကြတော့နောက်တော့အဲ့ဒီ၂၂နှစ်လောက်ဆိုရင်နိုးနာပေါ့ဗျာ ခုဒီနေ့တော့အဲ့အိမ်မော်မာဒီအိမ်ရဲ့ဟွာလေးမှာအရှိလေးမှာခင်းအိတ်တော့ဈေးလေလေးမှာဒီမှာအိတ်တော်ဆိုတာမနဲ့မနဲ့လဲအာယုံထကန်ရတော့အေးပြက်နေလို့တနေ့ကုန်အိတ်ညမနိုင်ငံကသခိုင်းမှာမန္တလေးမှာအခုရောက်ရှိနေတဲ့နေထိုင်တဲ့သူတွေမေးတဲ့မိကုံကတော့ကပောင်းမှာအဖြေရခဆုံမိကုံပါပဲသူတို့ပါမေးတဲ့ဆိုတော့ဒါတော့ငလင်ရက်မာလဲတဲ့ဒီမိကုံကတော်တော်လေးလက်ခံစားရပါတယ်ဒါတော့ငလင်ရက်မာလဲဆိုတာကိုဘူးမှလည်းမဖြေပေးနိုင်သလိုဘူးမှလည်းတိကျမသိတဲ့အရာဖြစ်တဲ့အတွက်အားလုံး ဘူးစိုက်ကြဖို့ဒီနေရာကနေပြီးတော့ထမှန်ဘူးဆိုတော့ပြလိုက်ပါတယ်။အားမယ်နော်။ဆုကတော့ဆုကတော့အော်ဆုမလေးကဆန်လေးကကောင်းတာဗျစေတနာပါလိုက်ကြတာဗျာလူတယောက်သာဘဝဝလည်လည်များလေးဒီလားကျေးဇူးတင်ပါတယ်ရှင် ပြည့်စုံနေတော့။ဘာမှမမစားပါနဲ့လို့မလားဘူးက။ငါလည်းရောက်လာတယ်ခမင်းတို့ကလေး။အခုမှမဟုတ်ဘူး။ဟုတ်ကဲ့ဒီရောက်